လာမင်းဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီတမန်ကျမ်းစာထဲမှာအခင်ယေရှုကဘယ်လိုပြောထားလဲဆိုတော့ရှင်လုကာပြုဝခန်းကြီး27အခန်းငယ်27မှာဘယ်လိုပြောထားပြောထားလဲဆိုတော့ထိုမှတပါလူမျိုးတစ်မျိုးနဲ့အနိုင်ငံနဲ့တနိုင်ငံရံပက်ပြုတတ်လိမ့်မည်အရရတုံနဲ့ကြီးစွာသောမြေငလင်လုံးချင်းအစာခေါင်းပါချင်းကာလနာများပြချင်းတို့ဖြစ်ကြလိမ့်မည်မိုးကောင်းကင်၌လည်းကြောက်မက်ပွေသောအရာနဲ့ကြီးစွာသောပုပ္ပနမိတို့ပေါ်ထွန်းကြလိမ့်မည်ဂျူဒီနော့ပြောထားပြီးသားဆိုတော့ဒါကလုံခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ဟာ ယေရှုဖျားကောင်းသူကိုမတက်ခင်ပါဘူးနော်ပြောတယ်စကားပြီးတော့ तू ကဂျန်လာခါနီးမှာဆိုရင်တော့ဘယ်လိုမျိုးဖြစ်ပြမယ်ဆိုတာ तू ပြောပါလိမ့်မယ်ဆိုတော့အဲ့ဒီ तू ပြောတဲ့အချိန်မှာအဲ့လိုဖြစ်ပြတွေရှိတယ်လွန်ခဲ့တဲ့နှစ်ပေါင်းခင်ဗျာတရာတော့ဆိုရင်တော့ညီငယ်လေးတွေဘယ်လိုပြင်တာပြင်နေရ300ပါတော့ဒါမဲ့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့တော့ဒီခစားတော့ခစားဖို့မှာပဲဒါမဲ့ခစားစိတ်မရှိဘူးတဘာဘာပေးရမယ်ပြီဆိုတာလေရေအေးမို့နော်ယောဂါခုကျွန်တော်ညီငယ်လေးစုံနေပြီကြောက်ဒါရီကခစားစိတ်ဖြစ်လာတယ်ဆိုတော့ဒီတခင်ရှုပြောထားတဲ့ညာနဲ့တကယ် ်ကိုတိုက်ဆိုင်မှုရှိတယ်နော်ဒါနဲ့ကျွန်တော်တို့အနေနဲ့ကြတော့ဒါရဒီတိုက်ဆိုင်မှုတော့ကျွန်တော်တို့ခေါ်တော့ဘာဖြစ်လို့ဆိုတော့ဒါဖြစ်လာမဲ့အရာတွေလို့ပဲကျွန်တော်တို့မှတ်ထားတော့ဘာလို့ဒီလိုမှတ်ထားတယ်လဲဆိုရင်တော့ညီမနိုင်ငံကတကယ်ကိုဖျားမှကြိုက်တဲ့အရာတွေနဲ့ပြည့်နေမှာလေအရင်ကြည့်နေဆိုလေဘာဖြစ်လို့လဲဆိုတော့ညီမနိုင်ငံမှာစင်းရဲလို့ကစင်းရဲလို့ပြောတာပြီးတော့စစ်ပွဲတွေဖြစ်လို့ဒုက္ခရောက်နေတယ်ပြောတယ်လိုင်းမှာမှကြိလိုက်တော့အဆိုးဆုံးညီမနိုင်ငံလောက်ပြောင်းဝင်ရှင်ဝင်တယ်လို့နော်လောက်စင်းရဲတဲ့ချိန်မှာ စားချက်မရှိခြင်းဘောချွတ်ကားရီနဲ့ဘာတွေ့လဲကြည့်လိုက်ပြန်ပါနိုင်ငံတကာမှာပြန်ပါကိုဆူဆူမျိုးကဖြစ်နေတယ်မိမနဲ့မိမချင်းတို့မိမဆုံးကြယောက်ျားနဲ့ယောက်ျားချင်းမိမဆုံးကြမိမတက်ကိုဆူလွားနေမိထားတယ်လူတက်မှုဟာလားအရမပြုချင်းမှုနော်ကိုတက်ကိုမိမမဆုံးသွားတော့တစ်ဖက်မှာနိုင်ငံအုပ်ချုပ်တဲ့လူတွေကလည်းဆိုးသွင်းနဲ့အုပ်ချုပ်မှုဖြစ်တယ်ခင်ဗျာအခုလို့ဖြစ်ပွားနေတဲ့အရာတွေကတော့တိုက်ဆိုင်မှုဟုတ်တော့အခုဒါပြင်ပါပါမယ်နော်ဘာကောင်လဲဆိုတာက ဒီလိုမျိုးပေါ့ဟာကျွန်တော်ဘယ်လိုမှပြောနေတာကျိုးလိုချင်းကြတယ်ဒါပြီးတော့ပေါင်းပေါင်းနောက်ပိုင်းတော့ဘယ်လိုပြန်ဆက်ဖြစ်မလဲဆိုတော့ဒီတော့မှတော့မရဘူး။ဒါပေမဲ့ကျွန်တော်ဒီတန်းစာထဲမှာပေါ့ရင်းငွေတင်ပြီးနဲ့ပတ်သက်ပြီးဩပုံတိုင်းနေပတ်သက်ပြီးတော့ပြောထားရှိဒီကျွန်တော်ပြောတာမဟုတ်ဘူးတန်းစာထဲမှာပြောတဲ့အတိုင်းပဲဒီမှာကျတော့ဒီကျွန်တော်တို့ဒီယုံကြည်မှုလေးရှိတယ်ဘုံတို့လို့မယုံကြည် အဲနိုင်ပြီးတဲ့သူလက်ရှိအခါမှာကျတော့ဒီမှာစမ်းစာဖတ်တဲ့ချိန်မှာဒီနေ့ sensitive ဖြစ်နေတယ်ဗောနော်။နည်းနည်းနားလည်ပေးပါနော်။ဆိုတော့ကျွန်တော်လေးပမာစကားလေးရေးရေးလေးမပြောတတ်တဲ့ခါမှာပြောဆိုပြီးမှတစ်ချက်တစ်ချက်ဟိုဟာလေးဟိုဟာလေးလေးနည်းနည်းချိန်ခိုက်သွားတာရှိနေတာဗောနော်။နားလည်ပေးပါလို့ပြောပြချင်တယ်။ယေရမိအနာဂတ်တန်အခန်းကြီး30အခန်းငယ်30မှာဗာပြောလဲဆိုရင်ထောရဖျားဗောနော်။ထောရဖျားမူကဟန်တော်ဖျားအသက်ရှင်တော်ဖျားနေဆထောရဘယင်ဖြစ်တော်မူတဲ့။အမျက်တော်အတွက်လေမြေကြီးတုံထုတ်ရပြီ။အမျက်တော်ထွက်တဲ့ချိန်မှာဘာဖြစ်လဲဆိုရင်မြေကြီးတုံထုတ် တော့ခုငင်းငလင်းလုတ်တဲ့နေရာမှာအိပ်ပံပညာရှင်နဲ့ခမ်းမလို့ရမနေ့ကငင်းငလင်းလုတ်မယ်ဆိုရင်ဒီနေ့ခမ်းမလို့ရအဲ့လောက်ထိတော့ငင်းငလင်းရတော့ပါပါရှိသူဒီခမ်းမလို့ကိုမလွယ်တဲ့အရာဖြစ်တယ်ဒါပေမဲ့လည်းခုချိန်ဒီအိပ်ပံပညာရှင်ဘာလို့ငင်းငလင်းလုတ်လဲဆိုတာဖြစ်ထွက်လို့များဒါမှကျန်းစာထဲမှာတော့ဖခင်ကအမျက်တော်ထွက်လို့ဒီငေကြီးတော်လုတ်ငင်းငလင်းလုတ်တယ်ပြောကြတာရှိလူအမျိုးမျိုးတို့ဒီအမျက်တော်ကိုမခံနိုင်ကြလူအမျိုးမျိုးတို့ဖခင်ရဲ့အမျက်တော်ကိုမခံနိုင်ဘူးဒါကြောင့်မကပောင်းကြမ်းနဲ့ထဲမှာပြောလို့ဆိုငါဖန်ဆင်းတဲ့လူမျိုးတွေကိုငါပြန်ပြီးတော့ဖယ်ရှင်းမယ်ပြောဘာလို့လဲဆိုတော့ဆိုးတွင်းနဲ့မိုက်တဲ့လူမျိုးတွေ နေပြီပေါ့မရှင်းစုံချင်ပါဘူးဒါကြောင့်မရှိဘူးရှင်းပြီနော်အဲ့လက်ထက်တုန်းကဒါကိုလူမြေတော့ထွက်ဖရားမြေတော့ထွက်တော့ဖရားရဲ့လူတော်နဲ့အရင်အဲ့မရှင်းဘူးဆိုရင်တော့ခုနလိုမျိုးပေါ့ဒီငင်းငင်းလှမ်းလေးဟလာငလင်းသားလေးမိုးရမ်းရေးရလာနိုင်တဲ့ဘောပေါ့နော်အဲ့တော့သာသနာပလူတို့အပြောရတော့စကားကိုမျိုးကကောင်းကင်နဲ့မြေကြီးကိုမှဖန်ဆင်းတော့ဖရားတို့ဒီဤကောင်းကင်အောက်ဤမြေကြီးပြင်မှာဝယ်ပြောက်ကြလိမ့်မယ်တဲ့ကောင်းကင်နဲ့မြေကြီးကိုမှဖန်ဆင်းတဲ့ဒီကဘာကြီးပေါ့ဖရားရဲ့အားရှိတယ်မူစလင်ဖျားရှိမယ်ဟင်းတို့ဖျားရှိတယ်အာမေဖျားနတ်ဖျားအမလေးနော်ဖျားကညာနော်အဲ့ဖျားကြီးက ပြတ်သွားမယ်။ထောင်ရဘုရားဒီတကူတော့အဖြစ်နေကြီးကိုဖန်ဆင်းတော်မူပြီ။နော်သူတကူနဲ့ဖန်ဆင်းနေ။ဘင်ရတော့အဖြစ်လောကသက်ကိုဒီတော်မူပြီ။ဘင်ရဟဲ့တော့တည်ရ။ညာတော့အဖြစ်မိုးကောင်းကင်ကိုကြက်တော်မူပြီ။မိုးကောင်းကင်ကိုလည်းဖန်ဆင်းနေ။အတန်တော်လွတ်တော်မူတော့မိုးရဲ့အတန်ပလန်ဖြစ်တတ်ပြီ။မိုးရွာလာမိုးချင်းနာလာ။ဒါရောဘုရားရဲ့အတန်တော်။မြေချင်းဆွမမိုးတိမ်ကိုတက်စီတော်မူပြီ။မိုးရွာဒီနဲ့လက်စစ်ပြက်စီတော်မူပြီ။လေကိုလည်းဘန္နာတိုက်ထိတ်ကထုတ်တော်မူပြီ။ဘာပြောလဲဆိုတော့လေကိုဘယ်နဲ့လာလဲဆိုတော့လေတိုက်ဘယ်နဲ့လေတိုက်လဲဆိုတော့ ခံမလို့ရတယ်ဒါမဲ့ဒီကဘယ်နဲ့လာလဲဆိုတော့ကျွန်တော်ခံမလို့ရတယ်အဲ့တော့ဒီမှာစမ်းစမ်းထင်မှာတော့သူ့ရဲ့ဒါနာတိုက်တယ်နေသူကလေးတို့လို့နေတယ်စမ်းစမ်းထင်မှာပြောပြပါနော်ဆက်ပြီးတော့ရေးထားတာကလူမီတွေကမိမိညာအဖြစ်ဒရိစံကြေလို့ဖြစ်တယ်လေရုပ်တုကိုတွန်းသောသူတိုင်းမိမိလုံတော့ရုပ်တုအဖြစ်မောက်မှလည်းရှိကြ၏အကြောင်းမူကတွန်းသောရုပ်တုကြီးဘုရားဖြစ်ကြ၏သူနိုင်လေထွက်တဲ့ဝင်တယ်မရှိဘူးမရှိထိုးတုတ်တော့ရာတို့ချင်းနေတဲ့ဖြစ်ကြ၏ဒဲစားတော့အရာလည်းဖြစ်ကြ၏စစ်ကြောချင်းကိုခံရသည်ကာလနဲ့ 會掉加零，也裡也是清幾千數啦，咁咧，第二系二清楚了，四點幾張路，第一邊六百萬，你刚幾那个屋嘛，廿幾度，第二是清千了，啦，平下四，誒就唔係一樣一樣，好唔好入夥啊？啊你哋。就是